ဒုံးဆန်မြို့မှာ Zam Revolutionary Army တပ်ဖွဲ့နဲ့ Chinlin Council Terrorist ပူးပေါင်းတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ကာလူသေဆုံးမှုရှိ။ဧပြီလ3ရက်ချင်းပြည်နယ်မြောက်ပိုင်းဒုံးဆန်မြို့ပေါ်ဝင်းကျင်မှာဒီကနေ့ဧပြီ3ရက်နေ့နေ့လယ်10နှစ်ခန့်ကစပြီး Zam Revolutionary Army နဲ့ CIAF တန်ဇန်ပါဝင်တဲ့ Chinlin Council Terrorist ပူးပေါင်းတပ်ဖွဲ့တို့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကာ Chinlin Council Terrorist ပူးပေါင်းက30ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ Some revolutionary army တပ်ဖွဲ့တွေကတုံးစံမျိုးနဲ့မော်ခေါ်ရွာမှာ Shinland Council Terrorist တပ်တွေနဲ့ဒီမနက်မှာထိတွေ့တိုက်ပွဲဖြစ်တဲ့ Shinland Council Terrorist တွေနောက်ဆုံးတော့ Naxen ရွာကနေမနီပူရာမြစ်ကိုဖြတ်ပြီးတုံးစံမျိုးကိုဝင်လာတာပါလက်ရှိမှာတုံးစံမျိုးထူးထူးရွာဘက်တွေမှာပြန်လည်ပြင်းထန်ပစ်ခတ်နေပါတယ်လို့ဒေသခံတအူးကပြောပါတယ် ဒုံးစံမြို့နာကမော့ခွေရွာတိုက်ပွဲမှာ Chinland Council Terrorist ဘက်ကလူဒဏ်ရာရတဲ့လူတွေ၁၀နေပါရှိတယ်လို့သိရပါတယ် 2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာ PDE Tedenit CDF တန်ဇန်နိုပါဝင်တဲ့ Chinlin Council Terrorist Myanmar Some Revolutionary Army အကြာတိကိမျိုးနဲ့တုံးစံရွာအနီးမှာထိတွေ့တိုက်ပွဲဆက်တင်ဖြစ်ပွားပြီးနောက်ပိုင်းလက်ရှိအချိန်ထိတိကိမျိုးနဲ့နှင့်တုံးစံမျိုးနဲ့အနောက်ဘက်ဒေသမှာ Some Revolutionary Army နဲ့ Chinlin Council Terrorist ပူးပေါင်းတပ်ဖွဲ့အကြာပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုများဆက်တိုက်နှီးပါဖြစ်ပွားလာပါတယ်။